အလုံးအလုံးဝမင်္ဂလာပါဗျာ JDS Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ဂျပန်မှာဂျင်ပါပြုတ်သွားမဲ့1173မှာပါဝင်လာနိုင်ခြေရှိတဲ့ဆူလင်းဦးနဲ့ Lion Harrison တို့ရဲ့တွဲဆိုင်အကြောင်း Takiro နဲ့ Rotten တို့ရဲ့မကြည်ပွဲဖြစ်လာနိုင်ခြေရှိနေတဲ့အကြောင်း Joshua Van ဖက်ကနေရှိနေမဲ့ဆိုပြီးခံမှန်သွားခဲ့တဲ့ Manny Khambi ရဲ့အကြောင်း ဘူမာခိန်းနဲ့အနာတူလီမာလီခင်တို့ရဲ့မကြီးပွဲကတန်စကားထဲမှာဖြစ်လိမ့်မယ်ဆိုပြီးတော့မှအတိပြုပြီးသွားခဲ့တဲ့ချက်ထွေရဲ့အကြောင်းအပြန်လန်စကားစစ်ထိုးမှုတွေပြင်းထန်လာခဲ့တဲ့ချောင်းအိုလီဗဲရာနဲ့အိန္ဒိယတူကိုရီးယားတို့ရဲ့အကြောင်းစားတဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကိုဒီကနေ့မှစူးစီးတုံ့တန်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဘူလာကအမေရိကန်နိုင်ငံဒန်ဗာမြို့မှာကျင်းပဖို့စီစဉ်ထားခဲ့တဲ့1173 game ကိုကြီးကတော့ပြတ်သွားခဲ့ရပြီး1 championship ဘက်က1173ကို ဂျပန်နိုင်ငံမှာပဲကျင်းပဖို့အတွက်စီစဉ်လာခဲ့ပါတယ်။မကြာသေးခင်ကပဲဂျပန်နိုင်ငံတူချူမြို့မှာ1173အတွက်သတင်းစာရှင်းလင်းပွဲကိုလှုပ်သွားခဲ့ပြီးဖြစ်ပြီးတော့ကောင်ပွဲတွဲဆိုင်နှဆိုင်ကိုလည်းခြားပြလာခဲ့ပါတယ်။အဓိကကောင်ပွဲအနေနဲ့ကတော့ Super Bonnet Masaki Noiri တို့ရဲ့ Featherweight Kickboxing ခပ်ပတ်ပေါင်းစည်းပွဲကိုပွဲတဲပြီးသားခဲ့တယ်လို့ဒုတိယကောင်ပွဲမှာကတော့ Bruno နဲ့ Anatoli Malikin တို့ရဲ့မကြီးပွဲပဲဖြစ်ပါတယ်။ 1173နဲ့ပတ်သက်ပြီးတော့မြန်မာပြည်သက်တွေကလည်းဇူလင်ဦးတို့ရဲ့သွဲဆိုင်ကိုပြန်ပါလာပါမလားဆိုတာကိုစိတ်ဝင်စားနေကြပါတယ်။ One Championship ကဇူလင်ဦးနဲ့ Lion Harrison တို့သွဲဆိုင်ကိုမလာတော့ကဒန်ဗာမြို့မှာကျင်းပမဲ့1173မှာပွင့်တယ်ပြီးထားခဲ့တာပဲဖြစ်ပါတယ်။ ဂျပန်မှာပြောင်းလဲကျင်းပတော့မှာဖြစ်တဲ့အတွက်ဈေးကွက်အနေထားတွေအရာဆူလင်းဥတုသွေးဆိုင်ကိုထည့်သွင်းပါမလားဆိုတာကတော့တန်တရားဖြစ်စရာရှိနေပါလိမ့်။ဒါပေမဲ့မကြာသီးခင်တုန်းကဆူလင်းဥရဲ့မန်နေဂျာဖြစ်တဲ့ကိုဖြိုးဝေကတော့ဆူလင်းဥရဲ့ဓာတ်ပုံတွေနဲ့အတူမကြာမီဆိုပြီးတော့မှသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာတင်ထားခဲ့ပါလိမ့်။ဒါကဆူလင်းဦးရဲ့နောက်ပွဲဟာမကြာခင်မှာလာတော့မယ်ဆိုတဲ့သဘောမျိုးလည်းဖြစ်ပါတယ်။လက်ရှိအနေအထားအရဆိုရင်တော့ဆူလင်းဦးနဲ့ line harrison တို့တွဲဆိုင်ကို 1173မှာပွဲပြန်တဲပေးတာမျိုးလဲဖြစ်လာဖို့ညာနေပါလေတကယ်လို့အဲ့ဒီတွဲဆိုင်ပါပါဝင်လာမယ်ဆိုရင်တော့1173ဟာမြန်မာပြည်သက်တွေအတွက်ပါလက်လွတ်မခံတဲ့ပွဲချန်တပွဲဖြစ်လာတော့မှာသိချပါလေ Line Harrison ဟာတစ်ချိန်လုံးကယူရန်လက်ဝိတ်ကိုဝီဖန်တိုက်ခိုက်တာတွေလုပ်ခဲ့ဖို့တဲ့ fighter တယောက်လည်းဖြစ်ပါလေ အဲ့ဒီတုန်းက line harrison ကလက်ဝဲဟာဝီထိုင်းတက်ဖူကက်ခဲတယ်ဆိုပြီးယုံကြည်နေတဲ့သူတွေကအယူတွေပဲဆိုပြီးတော့မှပြောဆိုသွားခဲ့ပါတယ်ဒီလိုပြောခဲ့တာကြောင့်လဲဒီဝတ်နဲ့ online ပေါ်မှာတိုက်ပွဲတွေဖြစ်ခဲ့ကြပါသေးတယ်ဒီဝတ်ဖက်ကသူနဲ့ထိုးဖို့အတွက်စင်ခေါ်ခဲ့တဲ့ပေမဲ့လည်း line harrison ကတော့ပွဲထိုးဖို့နဲ့ပတ်သက်ပြီးဘာမှတုံ့ပြန်တာတွေမျိုးမရှိခဲ့ပါဘူးအခုတော့ယူရလက်ဝဲကိုဝီဖန်ခဲ့မှုတဲ့ fighter နဲ့လက်ဝဲ lock ရဲ့ဂနဝင် fighter တူလို့ပြောလို့ရတဲ့ sunny ဦးနဲ့ထိတ်တိုက်တွေ့ဖို့ရှိနေခဲ့ပါတယ် ဇိုလီဝအနေနဲ့ဒီပွဲမှာနိုင်ပွဲပြန်ဆောင်ဖို့အတွက်အရေးကြီးနေုံတာမကပဲယူရန်လက်ဝဲရဲ့ဂုံတိတ်ခါအတွက်ပါ line harrison ကိုအနိုင်ယူပြဖို့လိုအပ်နေတာပဲဖြစ်ပါလေ1173ပြန်ပွဲကိုတူချူမှချင်းပါတော့မဲ့အကြောင်းကြီးညာပြီးတိတ်မကြခင်မတင်ပဲ broadham ဘက်ကနေပွဲရှာတဲ့ပုံစံမျိုးနဲ့လူမှုကွန်ရက်မှာစပီးရေးတင်လာခဲ့ပါတယ်အဲ့ဒါကတော့ရော့တန်ဟာသာကီရူကိုမကြည့်ပွဲအတွက်ပြောသွားခဲ့တာပဲဖြစ်ပါတယ်။ပထမပွဲတုန်းကပွဲပြီးတာဆိုလွန်သွားခဲ့ပါတယ်။ တကယ်လို့မင်းသားဆာနာရှိမဲဆိုရင်တော့ငါမင်းကိုမကြည်ပွဲထိုးခွင့်ပေးသွားမှာပါဘယ်စီမင်းဘယ်ခေါင်းစဉ်အောက်မှာမစိုးထိုးတက်လို့အစဉ်တင်ပါမယ်ငါကတော့အစဉ်တင်ပါမယ်ဆိုပြီးရော့ထန်ကပြောဆိုသွားခဲ့တာဖြစ်ပါတယ်ဝမ်ချမ်ပီယံရှစ်ဟာသာကီရူကိုစာချုပ်ချုပ်ခေါ်ယူလိုက်ကြတဲ့ကရော့ထန်နဲ့ပွဲစီစဉ်ပြီးချင်နေခဲ့တာပဲဖြစ်ပါတယ်ဒါပေမဲ့လည်းအကြောင်းအမျိုးမျိုးကြောင့်သူတို့နှစ်ယောက်ရဲ့ပွဲကဖြစ်လာဖို့အတွက်ကြင်ကြာနေခဲ့ရပါတယ်။ပြီးခဲ့တဲ့ match လမှာဂျင်းပါပြလုပ်သွားခဲ့တဲ့1172ပြိုင်ပွဲကြီးမှာတော့ ရော့ချန်နဲ့သာကီရူတို့တွဲဆိုင်ကိုစီစဉ်ပေးလိုက်ပါတယ်။ပွဲဖြစ်လာဖို့တော့ဒီတွဲဆိုင်ကပြည်သက်တွေဆောင်ရကျူနှက်တဲ့ပွဲတစ်ပွဲမှဖြစ်ခဲ့ပဲနဲ့ပထမအချိန်မှတင်းရော့ချန်ကသာကီရူကိုအလဲထိုးလိုက်တာကြောင့် စောစောစီးစီးပွဲကပြတ်သွားခဲ့ရပါတယ်။ Rotten ဘက်ကစကားဆက်လာပြည့်တဲ့နောက်ပိုင်းမှာတော့ Takiru ဘက်ကလည်းမင်းသားလက်ခံတဲ့ဆိုရင်တော့ငါဘက်ကလည်းမကြည်ပွဲထိုးဖို့အတွက်အသင့်ရှိနေပါတယ်။ပဲစင်းမြင်မှမဆိုအဆင်ပြေပါနဲ့ MMA လက်အိတ်နဲ့ပဲဖြစ်ဖြစ်ဗလာလက်တီနဲ့ပဲဖြစ်ဖြစ်ဂယူမဆိုင်ပါဘူးဆိုပြီးတုံ့ပြန်လာခဲ့ပါနဲ့လက်ရှိအနေထားအရတော့ Rotten နဲ့ Takiru တို့ရဲ့မကြီးပွင့်ကဖြစ်လာမှုများနေခဲ့ပြီးဖြစ်ပြီးတော့1173ပြိုင်ပွဲမှာလည်းဖြစ်လာဖို့ရှိနေခဲ့ပါနဲ့ 117 trip ပွဲအတွက်တရင်းစာရှင်းလင်းပွဲမှာဆိုရင်လဲ Mr. Chatri ကဒီတွဲဆိုင်နဲ့ပတ်သက်ပြီးတော့စကားဆသွားတာမျိုးလဲရှိထားခဲ့ပါတယ်1 championship အနေနဲ့ကလည်း117လို့ပြိုင်ပွဲမှာ Takiru လို့ fighter ကိုခြံလှက်ထားမှာမဟုတ်တာကတော့အသေးချနေပါတယ်ပထမပွဲတုန်းကစောစောစီစီအလဲထိုးနဲ့ရှုံးသွားလို့ Japan Pride တွေကလည်းမကြည်နဲ့ခတ်ကြတဲ့အတွက်မကြည်ပွဲကိုပြန်စီစဉ်ပြီးဖို့များနေပါတယ်မကြည်ပွဲမှာရော Takiru အနေနဲ့ဘာတွေပြန်ပြီးလှုပ်ပြသွားနိုင်မလဲဆိုတာကတော့ စိတ်ဝင်စားစရာစောင့်ကြည့်သွားရမှာဖြစ်ပါတယ်။အစတုန်းက UFC 317ပြိုင်ပွဲမှာ Brandon Rybo နဲ့ Manny Capido ရဲ့သွေးဆိုင်ကိုပွဲတဲပစ်ထားခဲ့ပါတယ်။ဒါပေမဲ့လည်းပွဲထိုးဖို့၃ပတ်လောက်လိုတဲ့အချိန်ကြာမှာ Manny Capido ဟာလက်ချင်ရင်ဒဏ်ရာပြတ်တနာရရှိသွားခဲ့ပါတယ်။ဒါကြောင့်သူ့အနေနဲ့ဒီသွေးဆိုင်ကနေနှုတ်ထွက်သွားခဲ့ရပြီးတော့ UFC ကလူစားဝင်ထိုးတက်ဖို့အတွက် Joshua Van ကိုကန်လန်းလာခဲ့ပါတယ်။ ဒီလိုနဲ့ပဲဘန်ဟာ UMC 317မှာ ranking အဆင့်တင့်က Brandon Rybo နဲ့ထိုးတက်ခွင့်ရရှိလာခဲ့တာပဲဖြစ်ပါလေ။နောက်ထပ်တွားခဲ့ရတဲ့ Manny Khabi ကလည်းလက်ရှိမှာ Brandon Rybo နဲ့ Joshua Van တို့ထိုးတက်ကြမယ်တွဲဆိုင်နဲ့ပတ်သက်ပြီးခံမှန်းပြီးတွားခဲ့ပါလေ။တို့အနေနဲ့ Joshua Van ဖက်ကနေရှိနေမယ်ဆိုပြီးခံမှန်းမှုတွေပြုလုပ်တွားခဲ့တာပဲဖြစ်ပါလေ။ကျွန်တော်အနေနဲ့ကလည်း Brandon Rybo နဲ့ထိုးဖို့အတွက်အားခဲထားခဲ့တာပါ။ဒါပေမဲ့ထိုးတက်ပုံ style အပြင်ကြည့်မယ်ဆိုရင်တော့ Van နဲ့သူ့ရဲ့ပွဲကလည်း live ဖက်ပါလေ။ ်ဘန်ကပေါင်းစင်ထူတက်ပုံကောင်းတယ်လို့ပါဝါလဲပါတယ်ဒီဖန်ပိုင်းကောင်းကောင်းလုံနိုင်တာပေါ့ random rival ရဲ့နဗန်ပိုင်းကိုလည်းတိတ်ပြီးတော့မှချင်းချောင်းနိုင်မယ်လို့မထင်ပါဘူး rival ရဲ့အကြီးမားဆုံး andian ကအပြန်လန်တူထိကိုထိစော်ကြတဲ့အနေအထားမျိုးတွေမှာကိုကိုကိုထိအောင်လုံပြနိုင်တာပဲဖြစ်ပါတယ်ဒါကတော့တတိထားဖို့လိုပါလိမ့်မယ်။အလုံးခြုံပြီးကြည့်လိုက်မယ်ဆိုရင်တော့ကျွန်တော်ကဗန်ရဲ့ဖက်မှာရက်တီချင်ပါလေလို့မနီခဘီကခံမှန်းသွားခဲ့တာဖြစ်ပါလေ သူခမန်ထမ်းတယ်လို့ပဲတကယ်ဖြစ်လာမလားဆိုတာကလည်းလာမဲ့တင်းငွနေနေမှာပဲအဖြေပေါ်လာတော့မှာပဲဖြစ်ပါတယ်ဝမ်ချင်မရှိအနေနဲ့ကတော့1173ပြိုင်ပွဲမှာအနာတူလီမာလင်ခင်နဲ့ဦးမခင်တို့ရဲ့တွဲဆိုင်ကိုမကြည်ပွင့်အနေနဲ့ဖန်တီးပေးလိုက်ပြီးဖြစ်ပြီးဒုတိယကောင်ပွင့်တွဲဆိုင်အဖြစ်တရားဝင်လေးကြီးညာထားခဲ့ပါတယ်။ပထမပွဲတုန်းကတော့ဦးမခင်ကအနာတူလီမာလင်ခင်ကို split decision နဲ့ကပ်ပြီးတော့မှအနိုင်ရယူသွားခဲ့တာဖြစ်ပြီး heavyweight champion တအူးဖြစ်လာခဲ့ပါတယ်။ အခုတော့အနာတိုလီမာလီခင်ကသူလက်လွတ်လိုက်ရတဲ့ heavyweight champion ခပ်ဘက်ကိုပြန်ပြီးတော့မှစိန်ခေါ်သွားတော့မှဖြစ်ပါတယ်။အနာတိုလီမာလီခင်နဲ့ဦးမခင်းတို့ရဲ့ပထမပွဲနဲ့ပတ်သက်ပြီးအဓိကပြန်ပြောင်းသွားရမယ့်အချက်ကတော့ MMA ပွဲတကူဂျိုးဝိုင်းထဲမှာသူတက်စီခဲ့တဲ့အချက်ပဲဖြစ်ပါတယ်။ဂျိုဝိုင်းထဲမှာက MMA fighter တွေအတွက်လုံးတဲ့နေရာမှာတော်တော်လေးအဆင်မပြေဖြစ်ရပါတယ်။အဲ့ဒီပွဲတုန်းကဆိုရင်လည်းလုံးရတာအဆင်မပြေခဲ့ပေမကြာခဏဂျိုဝိုင်းတန်ကလူပြန်ခွာခိုင်းနေခဲ့ရပါတယ်။ အနာတိုလီမာလီခင်ဆိုရင်ကျိုးဝိုင်းကိုလက်နဲ့ကင်မိလို့ဆိုပြီးတော့အဝါကက်ပြတ်ခံရတော့သူခံလိုက်ရပါတယ်။မိုမခင်အနေနဲ့လည်းဒီပွဲမှာမတိမတ်ထားလောက်အောင်ဆွမ်းဆောင်ပြနိုင်ခဲ့ပြီးတော့အနာတိုလီမာလီခင်ကိုကောင်တာပြန်ထိုးပြနိုင်ခဲ့တယ်လို့ဝင်လုံးပြီးတော့လေ control time တွေယူပြနိုင်ခဲ့ပါတယ်။ပွဲရလက်ကလည်း split decision ဖြစ်ခဲ့တာကြောင့်ဒီပွဲဟာရလက်မပြတ်သားခဲ့တဲ့ပွဲတစ်ပွဲလို့လည်းပြောလို့ရမှာဖြစ်ပြီးတော့မကြည့်ပွဲဖြစ်ဖို့လိုအပ်နေခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမဲ့လည်းမကြည်ပွင့်ကြရင်ပထမပွဲတုန်းကလိုကျူးဝိုင်းထဲမှာထိုးတက်ရမယ်ဆိုရင်တော့အဆင်မပြေနိုင်ပါဘူး။ဘိုမခင်းကနဗန်းတမားဖြစ်တာကြောင့်ဝင်လုံးဖို့အတွက်ပြင်ဆင်လာအောင်မှာပဲဖြစ်ပြီးကျူးဝိုင်းထဲမှာလုံရတာကဖိုက်တာတွေအတွက်ခက်ခဲစေနိုင်ပါတယ်။ဒါပေမဲ့ပရိသတ်တွေစိတ်ပူနေကြတဲ့ဒီအချက်နဲ့ပတ်သက်ပြီးမစ္စတာချက်ထရီကတော့သတင်းစကားပါလာခဲ့ပြီးဖြစ်ပါတယ်။1173အတွက်သတင်းစာရှင်းလင်းပွဲမှာတော့ချက်ထရီက အနာတူနီမာလီခင်းနဲ့အူမာခင်းတို့ရဲ့မကြီးပွဲကတန်စကားထဲမှာဖြစ်လိမ့်မယ်ဆိုပြီးအတိပြုပြောဆိုပြီးတွားခဲ့ပါတယ်1173ရဲ့ဂေါင်ပွဲကကစ်ဘောက်ဆင်ပွဲဖြစ်တယ်လို့တခြားသွဲဆိုင်တွေကလည်းကစ်ဘောက်ဆင်နဲ့မွေထိုင်းပွဲတွေပဲများမှာပါ1အနေနဲ့ကတော့သွေးဆိုင်အလုံးကိုတန်စကားထဲမှာပဲထူခိုင်းဖို့အတွက်စီစဉ်ထားခဲ့တာလည်းဖြစ်နိုင်ပါတယ်။ချက်ထရီကတော့မကြီးပွဲကတန်စကားထဲမှာဖြစ်လို့တယောက်ယောက်ပွဲသိမ်းနိုင်ဖို့ကိုလည်းမျှော်လင့်ထားတဲ့အကြောင်းပြောဆိုသွားခဲ့ပါတယ်။ လာမယ့်တင်းငွေနေ့နေ့မှာဆိုရင်ပဲပြည်သက်တွေစောင့်မျှော်နေကြတဲ့ UMC 317ပြိုင်ပွဲကြီးကိုကျင်းပပြုလုပ်သွားတော့မှာဖြစ်ပါတယ်။ International Fight Week ကာလဖြစ်တာနဲ့အညီစီစဉ်ပေးထားတဲ့တွဲဆိုင်တွေအလုံးနီးပါးကလည်းစိတ်ဝင်စားဖို့အလုံးပဲကောင်းနေခဲ့ပါတယ်။ကောင်းပွဲမှာဆိုရင်လည်းချာအိုရီဗဲရာနဲ့အီလီယာတူပူရီယာတို့ကလစ်လက်သွားခဲ့တဲ့ lightweight champion နေရာကိုလူကြမှာပဲဖြစ်ပါတယ်။ Islam Makhachat ထံကနေခပ်ပတ်လူဖို့ lightweight တန်းကိုတက်လာခဲ့တဲ့ဆိုပေမဲ့ Lilian Toporia အနေနဲ့ Makhachat နဲ့ထိတ်တိုက်တွေ့ခွင့်တော့မရလိုက်ပါဘူး။ဒါပေမဲ့လည်း lightweight champion စီခေါ်ခွင့်တော့ရရှိသွားခဲ့ပါတယ်။ဒီလျာတူပူရီယာဟာဖေရာဝိတ်တန်းမာတုံးကတော်တော်လီဂူပွဲချင်းပြနိုင်ခဲ့တဲ့ fighter တူဦးဆိုပေမဲ့လည်း lightweight တန်းမှာတော့သူဘလောက်အထိလုံပြသွားနိုင်မလဲဆိုတာကတော့ပြောဖို့ခက်ခဲနေသေးပါတယ်။ လိုက်ဝေတန်တက်ထိုးရမှာဖြစ်တာကြောင့်သူ့ရဲ့ပါဝါဘိုင်းကလည်းအလုတ်ဖြစ်ပါအောင်မလားဆိုတော့ကိုလည်းစောင့်ကြည့်ခြင်းစရာကောင်းနေပါလေ။ဒါအပြင်သူနဲ့ရင်ဆိုင်တွားရမယ့်ချောင်းအူရီဘဲနာဆိုတာကလည်းဂျူဂျူဆုကဝေဖြစ်တယ်လို့စတန်ဖိုက်ပိုင်းမှာလည်းရှင်ထိုးနိုင်တဲ့ဖိုင်တာမျိုးဖြစ်ပါလေ။ဒီလီယာတူပူရီယာရဲ့ဖေဒါဝိတ်တန်ကထိတ်တောင်းဒီဖန့်ပိုင်းမက်တန်ရီကမဆိုးဘူးလို့ပြောလို့ရပါတယ်။အခုတော့လိုက်ဝိတ်တန်ဖြစ်လာတဲ့အပြင်ချောင်းအိုလီဗဲရာရဲ့ဆွမ်းဆောင်ရည်ကလည်းသူရင်ဆိုင်ခဲ့ပူးတဲ့ဖိုက်တာတွေထက်ပိုပြီးမြင့်နေတာဆိုတာသိချာနေပါတယ်။ ဒီတွဲဆိုင်အနေနဲ့ကလည်းဘသူကအနိုင်ရရှိသွားနိုင်မလဲဆိုတာကတော့တော်တော်လေးကိုခံမှန်းရခက်ခဲနေတဲ့အနိထားမျိုးမှာရှိနေပါလေ။ဖွဲထိုးဖို့ကနီကက်လာရာနဲ့အမျှဖိုက်တာနဲ့အောင်ဂျာကစကားစစ်ထိုးမှုတွေကလည်းပုံပြီးပြင်းထန်လာခဲ့ပြီးဖြစ်ပါလေ။ချောင်းအိုလီဗဲရာဖက်ကသူဟာအီလီယာတိုပိုလီယာထက်ပိုတာတဲ့ဖိုက်တာဖြစ်ပြီးတော့သူ့ရဲ့နိုင်ပွဲဆက်မှတ်တမ်းကိုရက်တန့်ပြီးသွားမယ်ဆိုပြီးတော့မှပြောဆိုလာခဲ့ပါတယ်။အီလီယာတိုပိုလီယာဖက်ကလည်းချောင်းအိုလီဗဲရာကို သူ့အကွက်ထဲဝင်လာအောင်လှုပ်ပြမယ်ဆိုပြီးတော့မှတုံ့ပြန်သွားခဲ့ပါတယ်။ဖိုက်တာနှစ်ယောက်ကြားမှာတန်စကန်ထဲမရောက်ခင်ကတည်းကအပြန်အလှန်စကားစစ်ထိုးမှုတွေနဲ့ပြင်းထန်နေကြပြီလည်းဖြစ်ပါတယ်။ဒီဖိုက်တာနှစ်ယောက်ရဲ့တန်စကန်ထဲမှာနီးဗျူဟာပိုင်းအပြိုင်မှုကတော်တော်လေးကိုအကျိန်နဲ့ရှိပြီးတော့စိတ်ဝင်စားဖို့ကောင်းလာနိုင်ပါတယ်။လိုက်ဝိတန်ရဲ့ချန်ပီယံအသစ်ကဘသူဖြစ်မလဲဆိုတာလာမယ့်တင်းတင်းငွေနေ့မှာအဖြေပေါ်တော့မှာဖြစ်ပြီးပြည်သက်တွေအနေနဲ့လည်းစိတ်ဝင်စားစောင့်ကြည့်သွားဖို့အတွက်လိုအပ်နေပါတယ်။ ဟုတ်ကဲ့ပါဒီကနေ့ရဲ့တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုအားပေးနေတဲ့ပရိသတ်တူတယောက်ချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ပါတယ်လာမယ့်နေ့ရက်ဒီမှာဆိုရင်လည်းအာကစားလောကကစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုအမှန်တင်ဆက်ပြီးတော့မှဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe မလုပ်ရသေးဘူးဆိုရင် like and subscribe လေးနဲ့အပိခစ်ဖို့ဒီကနေ့အားလုံးကိုတောင်းဆိုချင်ပါတယ်ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူ Joseph ပဲဖြစ်ပါတယ်အားလုံးပဲတာယာပျော်ရွှင်တဲ့ဘဝလေးကို पाँच साइन नै